တငယ်ချင်းများအားလုံးပဲမင်္ဂလာပါဖူတာဟိပိုင် HK မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီတစ်ခါတော့ထမင်းပူပူလေးနဲ့အရန်ဆောက်လို့ကောင်းတဲ့မြစ်ကစုံရဲ့တုံနီလေးကိုပြန်ပြီးမျှဝေလိုက်ပါတယ်ဗီဒီယိုလေးကိုဆုံးဖြတ်လိုက်ပြီးတော့ကြည့်ရှုပေးပါဦးဖူတာဟိပိုင် HK YouTube Channel လေးကိုလည်း Subscribe လုပ်ပေးကြပါဦးနော်မြင်းဦးဆုံးကစိုးရဲ့ကိုစားရည်လေးနဲ့စိတ်နာပါမယ်မြစ်ကတော့ပြုတ်ပြီးသားဝင်လာတာပါပြီးရင်ဒီမှာပြုတ်ပြီးသားမြစ်လေးကို ခရင်လေးနဲ့ထိုးပြီးတော့ဒီမှာတုပ်စားဖို့အတွက်စင်တင်ပြအောင်လို့အချောင်းချောင်းလေးရေလွှဲလိုက်ပါမယ်နော်ကစုံရက်ကိုလည်းရေနဲ့စေးထားပါမယ်ပြီးရင်တုပ်ဖို့အတွက်စီကျက်လေးလောက်ပါမယ်ကျက်သွန်ဖြူနီကိုစီကျက်လောက်ပါမယ်အယောင်လှအောင်လို့စနွင်းအစိမ်းမုံနည်းနည်းထည့်ပါမယ်နော် ပြုံမျိုးလေးဆိုလို့ရှိရင်တော့ရပါပြီ။ကစွန်းရက်ကိုရင်းနှီးပူပူလေးလောင်းပြီးတော့ချက်ချင်းပဲရေးအေးလေးကိုဆဲထားပါမယ်နော်။ရေးလေးကိုဆေးပြီးတော့ရေနဲ့ဆေးပြီးမှရေလေးပြောင်းညှစ်ထားပါမယ်နော်။ရေမကြောင်လို့တခြားလေးညှစ်ထားပါတယ်။ရင်းနှီးစုလေးကိုစားနေနေထည့်ပြီးတော့ပြုတ်ပြီးသားမြစ်ကိုရင်းနှီးပြန်ပြုတ်ပါမယ်နော်။ ပြင်ရေးတွေကိုဆေးပြီးတော့အရေလေးပြောင်းညှစ်ထားပါမယ်နော်ရေကိုတေချာပြောင်းစစ်ပါတယ်နော်ခရမ်းကျင်သေးပါနည်းနည်းထည့်တော့ပါမယ်မြေပဲလော်ထောင်းရင်ငရုတိကျမုံပဲကျမုံနန်းလော်ဟန်ပြာရည်နည်းနည်းထည့်မယ်စား ခြုံမုံးနေတယ်။ပြင်ချက်သွန်နေဖြူစီချက်လေးထည့်ပါတယ်။ပြီလို့ရှိရင်တော့တေချာလေးနေဖက်ပြီးတော့တုတ်ပါမယ်နော်။ခရမ်းချစ်သေးထည့်တော့အချိန်နည်းနည်းပါတယ်ပေါ့နော်ဒါမဲ့တက်မြသည်နည်းနည်းညစ်ပြီးတော့ထည့်ပါသေးတယ်။တက်မြသည်ညစ်မှမွေးလေးမွေးလေးချင်ငန်ဆက်လေးရတယ်ပေါ့နော်။ဒီမှာရပါပြီ။ ထမင်းပူပူလေးနဲ့တွဲပြီးစားအရန်လိုက်ပတ်တော့ပဲလှူစားကြည့်ပါအောင်တော့အရန်စားလို့ကောင်းပါတယ်ဗီဒီယိုလေးကိုအဆုံးထိလိုက်ပြီးတော့ကြည့်ရှုပေးရအတွက်ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်ဆုံကြမယ်နော်ဒါကတော့ထမင်းစိုက်ထည့်ဖို့အတွက်ပြင်ဆင်ထားတာပါဘိုင်ပါ